ဆောက်လေးတွေမှာခြင်းလို့ဘလို့မှားမလဲဆိုလို့ရှိရင်အခုဒီ TikTok account ရဲ့ Messenger ကနေမှာလို့ရတယ် friend မဖြစ်သေးလို့ရှင်လဲ follow နှိပ်လိုက်နှိပ်လိုက်လို့ရှင် messenger ဆိုတဲ့အကွက်ကလေးပေါ်လာလိမ့်မယ်အဲ့ဒီ messenger အကွက်ကလေးကနေစာပို့လိုက်ဖတ်ပေးမယ်နော်လာပြီးတော့ add တဲ့သူတွေကအများကြီးဆိုတဲ့အခါကျတော့ပြန်ပြီးတော့ follow back နှိပ်ဖို့ကမမြင်လိုက်ဘူးပေါ့နော် add တဲ့သူတွေကအရှိ့ကိုရောက်သွားတဲ့အခါကျတော့ follow back ပြန်နှိပ်ဖို့မမြင်တဲ့အတွေ့အဲ့ဒါကြောင့်မလို့ပြန်ပြီးတော့ follow back မလုပ်လို့ရှင်လဲ messenger ကနေပို့လို့ရပါတယ် messenger မှာစာပြန်ပေးမယ်ဖတ်ပေးပါမယ် messenger ကနေပုံလေးတွေလည်းပို့လို့ရတယ်နော် စာလဲပို့လို့ရတယ်ပြီးတော့39 5 8 8 3ညရွယ်39 5ဘာနေလဲမှာလို့ရပါတယ်ဟာပြီးတော့ထွင်အဆင့်မြင့်ဒီဇိုင်နာတင်တယ်ဆိုရယ် page ကနေလဲစာပို့ပြီးတော့မှာလို့ရပါတယ်เนาะဘာဖြစ်လို့ messenger တို့ viber တို့ tiktok messenger တို့อ่ะမှားစေချင်တာလေဆိုလို့ရှိရင်မှားထားတဲ့လိပ်စာအတိအကျကိုအဲ့ဒီမှာရေးပေးထားတဲ့အတွက်ပို့ပြီးတော့ dei chare, no? ဒီဖုံးဆက်ပြီးတော့မှားလာတဲ့ဆာလို့ရှိရင်ပို့ပြီးတော့တေးကြတယ်လိပ်စာလေးကိုမြင်ရတယ်ပေါ့နော်နောက်ပြီးတော့နောက်တစ်ခုကကြတော့ဘယ်ရက်ကမှားထားတယ်နော်ပတ်စံဘယ်လောက်လွှဲထားတယ်ဆိုတာကိုလည်းအဲ့ဒီ messenger မှာတခါတည်းမြင်ရတယ်အဲ့ဒီအတွက်အော် तू ကတော့မှားထားတာကြာနေပြီပါလားနော်အဲ့ဒီလိုမျိုး तू ကတော့ငွေလွှဲထားတာပါလားဆိုတာကိုအကုန်လုံးမှတ်တမ်းလေးလိုမျိုးပဲ messenger ထဲမှာဖြစ်နေတဲ့အတွက် messenger ကနေ viber ကနေမှားစေချင်ပါတယ်ဖုံးဆက်မှားလာတဲ့ဆာလို့ရှိရင်ပေါ့နော်လိုချင် င်နဲ့စာအုပ်ဒီလိုမျိုးဒီ၃အုပ်စလုံးလည်းမှာလို့ရတယ်ကိုလိုချင်တဲ့တအုပ်သေးကိုလည်းမှာလို့ရတယ်နောက်ပြီးတော့ပက်တန်ကတ်လည်းမှာလို့ရပါတယ်ပက်တန်ကတ်ကတော့ဘလို့ဟာမျိုးလဲဆိုလို့ရှိရင်ဒါလေးကတော့ဒါကော်လန် ပတန်ကကလေးပေါ့နော်ကိုလိုချင်တဲ့အင်ကြီးဒီဇိုင်းကိုမှားလို့ရတယ်ကိုလိုချင်တဲ့ကိုယ့်ရဲ့ကိုယ်တိုင်းကိုလည်းမှားလို့ရတယ်ကိုယ့်ရဲ့ customer ပေါ့နော်ကိုရှိလာတဲ့သူရဲ့ခက်ခဲနေတယ်ပေါ့အဲ့ဒီအတွက်ကိုကိုကနေပြီးတော့မှပတန်လိုချင်တယ်ဆိုလို့ရှိရင်လည်းမှားလို့ရပါတယ်အဲ့ဒီပတန်ကတော့ဒီလိုမျိုးကတ်ထုဆက်ကူလေးနဲ့လုပ်ပေးတာနော်အဲ daily တယ်ဆိုလို့ရှိရင်တော့တစ်ထည်စာကိုတစ်တောင်းမှာ နောက်ပြီးတော့ node ရတယ်ဆိုလို့ချင်တော့တထည်စာကို1000ကျွဲပါအဲ့ဒီတော့ကိုလိုချင်တဲ့လောက်ကိုမှာလို့ရပါတယ်ရန်ကုန်မြို့ရင်းဆိုလို့ရှိရင်တော့ပစ္စည်းရငွေချေရပါတယ်။နေဆိုလို့ရှိရင်တော့ငွေကြိုပြီးတော့ရှင်ရပါတယ်။ရန်ကုန်မြို့ရင်းကလူတွေကလည်းတကယ်လို့မြန်မြန်ရောက်စေချင်တယ်ဆိုလို့ရှိရင်တော့ငွေကြိုရှင်းလိုက်လို့ရှိရင် Ryan နဲ့ပို့ပေးလိုက်မယ်။အဲ့ဒါဆိုလို့ရှိရင်တော့မြန်မြန်ရောက်ပါတယ်။တကယ်လို့ငွေကကက်ဆွန်တေးပြီးလိုချင်တယ်ဆိုလို့ရှိရင်တော့ ကိုအိမ်ရောက်မှာငွေချေဖြစ်ချင်တယ်ဆိုလို့ရှိရင် Delio app ပေးပါတယ် Delio app တဲ့ခါကျတော့ညီမတို့ကစရင်ပေးတာ ਨੇ ချက်ချင်းပဲ Delio app ပါတယ် Delio app တယ်ဆိုလို့ရှိရင် teacher က delio အပ်လိုက်တယ်ဆိုလို့ရှိရင်သူတို့ကမနှက်ဖန်တပတ်ခါတရက်နှစ်ရက်အတွင်းမှာလဲပို့သလိုဒါမှမဟုတ်လို့ရှိရင်လဲသူတို့ရဲ့လမ်းကြောင်းကြတဲ့ရက်ကြမှာပို့တယ်အဲ့ဒါကြောင့်မလို့ရက်ကဟိုနည်းနည်း နောက်ကျသွားနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့မြင်မြင်လိုချင်လို့ရှိရင်တော့ငွေကြိုရှင်းလိုက်ဒါဆိုလို့ရှိရင် Ryan နဲ့အပ်ပေးလိုက်မယ်နော်အဲ့တော့တချို့တွေကကြတော့ရန်ကုန်မြို့ရင်းကလူတွေကကြတော့လည်းငွေကြိုရှင်းချင်ကြတယ်ဟောရပါတယ်ကိစ္စမရှိဘူးလာပို့တဲ့သူကိုပဲပေးလိုက်ပါအဲ့ဒီလိုမျိုးနော်အဲ့ဒီလိုမျိုးပြောလိုက်တယ်အဲ နေရလူတွေကြတော့လေငွေကြိုပြီးတော့ရှင်းတဲ့အခါကျရင်တဲ့သူတို့မှာတဲ့နှစ်ခါသုံးခါအလင်ခံပြီးသွားပြီတဲ့အဲ့ဒါကြောင့်မလို့ပါတဲ့နော်အလင်ခံရတယ်ဆိုတာကတည်တည်ချာချာကြည့်ဖို့လိုတယ်ဘယ်လိုကြည့်ရမလဲဆိုလို့ရှိရင် Facebook account နဲ့ Facebook account နဲ့ကိုဝင် TikTok account နဲ့ကိုဝင် သူ့ရဲ့ follower ဘလောက်လဲเนาะအဲ့ဒီဥစ္စာကိုကြည့်ရမယ်သူရထားတဲ့ like တွေอ่ะဘယ်နှ like တွေရထားလဲအဲ့ဒါကိုကြည့်ရမယ်เนาะအဲ့ဒီလိုမျိုး like များတဲ့ follower များတဲ့ဆိုလို့ရှိရင်မလိမ့်ပါဘူးဘာဖြစ်လို့လဲဆိုတော့ရတဲ့ပတ်စံကတောင်းနဲ့သိန်းကနန်းနဲ့ follower တွေနဲ့မလဲနိုင်ဘူးလေเนาะဒီ follower တွေရဖို့ဆိုတာ follower 0ကနေတက်ရောက်ကနေစခဲ့ရတာ เนาะအဲ့ဒီလိုမျိုးအဲ t-shirt တွင်ရဲ့ facebook page ဆိုလို့ရှိရင် follower 9သိန်းကျော်တယ်เนาะအဲ့ဒီလို follower 9သိန်းကျော်တစုတစည်းတယ်ကိုနဲ့ဝါသနာတူပေါ့เนาะညီအမတွေတစုတစည်းထဲမှာရှိနေတဲ့ဒီ page ကြီးကို ထားခဲ့ပြီးတော့ t-shirt ကဒီပတ်စံလောက်နေတော့မလိမ်သွားဘူးเนาะတေးသေးချာချာကိုပို့ပေးပါဒါပေမဲ့ဘာဖြစ်လို့အိမ်ရောက်ငွေချေမလောက်တာလဲဆိုလို့ရှိရင်စရင်းတွေလောက်ရတာရှုပ်လို့เนาะ t-shirt မှာတင်တန်းပြရတဲ့ အလုပ်တွေရှိတယ်နော်စာအုပ်ထုတ်ရတဲ့အလုပ်တွေရှိတယ်အဲ့ဒီတော့တခြားအလုပ်တွေရှိတဲ့အတွက်ဒီစာအုပ်ပို့တဲ့အလုပ်ကိုကြတော့ဒီဆရာကစည်ရင်းတွေဘာတွေတေချာလိုက်ပြီးတော့မှတ်မနေနိုင်တာမှို့လို့နော်အဲ့ဒါကြောင့်မလို့လိုက်ပြီးတော့ဟိုသူတို့တွေနဲ့လိုက်ပြီးတော့ပေါ့နော်ကျစီရောက်ငွေချေဆိုလို့ရှိရင်လည်းအဲ့ဒီလုံးတဲ့ကုမ္ပဏီတွေနဲ့တီစီအလိုက်ပြီးတော့ အလုတ်လောက်ရမှာလေလိုက်ပြီးတော့စကားပြောရမှာเนาะအဲ့ဒါကြောင့်မလို့အဲ့ဒါတွေကိုလည်းလိုက်ပြီးတော့တချင်စကားမပြောနိုင်ဘူးနာအဲ့ဒါကြောင့်မလို့ပစ္စည်းရောက်ငွေချေဆိုတော့ဝန်ဆောင်မှုကတီချဲကမလုပ်ပေးနိုင်တာပါအခုဒီစာအုပ်တရားဆိုလို့ရှိရင်တီချဲတင်တဲ့မှာသုံးနေတဲ့စာအုပ်တွေเนาะတီချဲတင်တဲ့သူတွေကိုဒီနည်းအတိုင်းပဲတင်ပေးနေတာအရန်အဆင်ပြေတယ်တီချဲအတွေ့အကြုံဒီကိုဒီမှာမှတ်တမ်းတင်ထားတာเนาะတင်တဲ့မှာတင်ပေးတဲ့သူတွေကိုမှတ်စုရေးပေးရင်းနဲ့မှာ တင်တဲ့သူတို့ရဲ့တငယ်ချင်းတွေကလိုချင်နေဆိုလို့ဒီလိုစာအုပ်တွေရောင်းပေးတယ်မိတူကူပြီးတော့အရင်ရောင်းပေးတယ်နောက်ပိုင်းမှာကျတော့ပုံနှိပ်တိုင်းမှာအပ်ပြီးတော့ရောင်းပေးလိုက်တာအဲ့ဒီအတွက်ဒီလိုပညာတွေအများကြီးပါတယ်စာအုပ်ကိုရောင်းပေးထားတာเนาะအဲ့တော့ဒီပညာရပါစေအဝေးရလူတွေပညာရပါစေနောက်ပြီးတော့ဒီစာအုပ်ထဲမှာဆိုလို့ရှိရင်မှတ်တမ်းလေးတွေနဲ့ရပါစေเนาะ line ပေါ်မှာတင်ပေးတယ်ဆိုလို့ရှိရင်ကြတော့ဗီဒီယိုကြည့်ရတယ် line ရှိမှကြည့်လို့ရတယ် အချိန်မရွေးပြန်ပြီးတော့လှန်ကြည့်လို့မရဘူးဒီစာအုပ်ထဲမှာဆိုလို့ရှိရင်ကိုကအချိန်မရွေးပြန်ပြီးတော့လှန်ကြည့်လို့ရတယ်အဆင်ပြေတယ်ဘယ်နှချိန်ကြည့်ကြည့်ပေါ့နော်ရေဟိုဗီဒီယိုဆိုလို့ရှိရင်တော့ကိုလိုချင်တဲ့နေရာကိုရိတ်ကတယ်ကြော်ရတယ်ဒါမျိုးတွေရှိတယ်ဒီစာအုပ်ကလေးတွေကြတော့လှန်ပြီးတော့ကြည့်မယ်မှတ်ထားမယ်အချိန်ချင်းပြန်ကြည့်မယ်အဲ့ဒါကြောင့်မလို့ line မရှိလဲကြည့်လို့ရတယ်အဲ့ဒီအတွက်ဒီစာအုပ်ကလေးတွေအဆင်ပြေအောင်လို့ဆိုပြီးတော့ဒီစာအုပ်ကလေးတွေကိုရောင်းပေးတာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဒီစာအုပ်ကလေးတွေကို ရောင်းတဲ့အခါမှာလိုက်ပြီးတော့ပတ်စံကောက်ဖို့လို့မအားတဲ့အတွက်ကြိုရှင်စနစ်နဲ့ရောင်းရတာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ယုံကြည်ပေးပါဘာဖြစ်လို့ယုံကြည်ရမလဲဆိုလို့ရှင်တီချဲရဲ့မျက်နှာနဲ့တင်ထားတဲ့ဗီဒီယိုတွေကလည်းအများကြီးရှိတယ်အဲ့ဒီအတွက်တီချဲမျက်နှာပြက်မခံပါဘူးเนาะပြီးတော့တီချဲရဲ့ friend တွေเนาะညီအမတွေဘဝဒနာတူညီအမတွေအများကြီးရှိတယ် page တွေ Facebook account တွေ account မှာဆိုလို့ရှင်လဲ follower 9000ကျော်ရှိတယ်เนาะအဲ့ဒီအတွက်ကိုနဲ့ခင်မင်းရင်းနှီးတဲ့သူတွေအများကြီးကို ထားခဲ့ပြီးတော့မလိမ်ပါဘူးစိတ်ချပါအဲ့ဒါကြောင့်မလို့ငွေကြိုလွှဲပြီးတော့မှာပါတကယ်လို့မရောက်လာဘူးဆိုလို့ရှိရင်လည်းအချောင်းအမျိုးမျိုးကြောင့်အစ်စ်မပြေဖြစ်လို့ရောက်မလာတဲ့အခါမျိုးတွေဆိုလို့ရှိရင်လည်းတီချေက နောက်တစ်ချိန်ထပ်ပို့ပေးတယ်အဲ့ဒီလိုမျိုးဖြစ်တာတွေအဲ့ဒီလိုနောက်နောက်တစ်ချိန်ထပ်ပို့ပြီးကမှပထမပို့တဲ့ဟာလည်းရောက်တယ်နောက်ပို့တဲ့ဟာလည်းရောက်တယ်အဲ့ဒီလိုမျိုးဖြစ်တာတွေခဏခဏဖြစ်တယ်အဲ့ဒီလိုဖြစ်တဲ့အခါကျရင်တီချာလိုင်းပေါ်မှာတင်လိုက်တယ်ဘယ်မျိုးကိုတော့ပစ္စည်းကရောက်နေပါပြီဥပမာကလေးကိုမန္တလေးကိုပစ္စည်းရောက်နေပါပြီเนาะအဲ့ဒီတော့ဘသူလာထုတ်ပါတကယ်လို့စာအုပ်ကအဲ့ဒီမျိုး နှစ်ခါပို့ဖြစ်သွားတယ်ဆိုလို့ရှင်လေအဲ့ဒီမြို့ကလိုချင်တဲ့သူလေးတွေရှိလို့ရှင်ဝယ်ပါဆိုလို့ရှင်လေတီချယ်ပို့စတင်လိုက်တာနဲ့တနားကြီးအတွင်းမဲ့လာဝယ်ကြတယ်နော်အဲ့ဒီလိုမျိုး तू ကစောင့်ကြရအောင်မလို့တော့ဘူးလေ तू ကတော့ဒယ်လီကလည်းပေးရတာပဲပို့ကလည်းပေးရတာပဲအတူတူပဲပေးရတယ်နော်ဒါပေမဲ့ပစ္စည်းကတော့အချိန်မရွေးရောင်းထွက်တယ်အဲ့ဒီအတွက်ကိုတီချယ်ကမရောက်လို့နောက်တစ်ချိန်ထပ်ပို့ရတယ်တီချယ်မစိုးရိမ်ဘူးဘာဖြစ်လို့လဲဆိုတော့နှစ်ခါပို့ဖြစ်လေဝယ်မဲ့သူကရှိနေတာပဲလေ နော်အဲ့ဒီအတွက်ကိုတီချေကနှစ်ခါမရောက်ဘူးဆိုလို့ရှိရင်လည်းနှစ်ခါထပ်ပို့တယ်နော်စိတ်ချနောက်တစ်ချိန်ထပ်ပို့လိုက်တယ်အဲ့ဒီတော့မရောက်ဘူးဆိုတာလည်းလုံးဝမရှိစေရမရောက်ဘူးဆိုတဲ့လူတွေလည်းတစ်ခါမှလည်း မကြုံဘူးเนาะတိဆက်စီမှာလာမှာတယ်သူတို့ပစ္စည်းမရဘူးဆိုတာမျိုးလည်းမရှိဘူးเนาะအဲ့လိုမျိုးဒီပစ္စည်းတွေကိုရသွားတယ်သူတို့ကြည်တယ်အဆင်ပြေတယ်ဆိုတော့ comment တွေလည်းဝင်ပြီးတော့ဖတ်ကြည့်เนาะဒီ TikTok account ထဲမှာလည်းအများကြီးရှိတယ် Facebook account ထဲမှာလည်းရှိတယ် Facebook page ထွင်းအဆင်မြင်ဒီဇိုင်နာတင်နန်းဆိုတော့ Facebook page ထဲမှာရိုက်ရှာကြည့်လိုက်เนาะအဲ့ဒီ page ကအောက်မှာလဲ comment တွေဒီ sao တွေဝယ်ပြီးတော့တုံးပြီးတော့အများကြီးအဆင်ပြေတယ်ဆိုရဲ comment တွေရှိတယ်เนาะအဲ့ဒီလိုပဲဒီ sao တွေနဲ့ပဲဒီချေကတင်တန်းကတင်တန်းသူတွေကိုလည်းတင်ပေးနေတာပါတင်နှမ်းမှာတည်တည်ချာချာတင်ကျင်နေကိုကလက်ရတန့်ထွက်ချင်နေချုပ်ခကောင်းကောင်းရကျင်နေပြန်ပြီးတော့တင်နှမ်းပြန်ပြီးတော့တည်တည်ချာချာကိုနောက်လူတွေကိုတန့်ပြန်ပြီးတော့ကိုမျိုးကိုရွာလူတွေကိုတင်နှမ်းပြန်ပေးချင်နေဆိုလို့ရှိရင်တိချက်ရှိမှာ တင်နန်းလာတက်ပါတင်နန်းကတော့ရန်ကုန်မြို့ပါပါရန်ကုန်ရဲ့မြို့လဲကောင်လာတာမြို့နဲ့ပါပါတင်နန်းကအတန်းဘာသာစုံတန်းရှိပါတယ်ဘာသာစုံနဲ့တက်လို့ရတယ်ကိုလိုတလောက်လည်းတက်လို့ရပါတယ်တင်နန်းကိုလည်းသိကျင်လို့ရှိရင်လည်း messenger မှာစုံစမ်းလို့ရတယ်ဖုန်းဆက်ပြီးတော့လည်းစုံစမ်းလို့ရပါတယ်เนาะဖုန်းနံပါတ်လည်းတင်ပေးထားမယ် messenger လေးလို့လည်းပြောပေးထားမယ်เนาะကျေးဇူးပါ